homeostasis ပါเทนเนสเนี่ยดีตัวอ่ะอลุษาตัวนี้เชฟวิทย์ฟิสิกส์เมคานิซึมตอนจบเต็งตัวได้ฟิสิกส์นี่เนี่ยฟิสิกส์ตัวโผล่อยู่อากาศเอาลงไปได้ฟิสิกส์ของเราโพสิทีฟฟิวเมคานิซึม ဆက်ပေါင်းက trillion နဲ့ရှိတယ်။ဒီကကျွန်တော်ရဲ့စနစ်ကိုတွန်းနေ homeostasis ရောဇီဝဟန်ကျင်မှုပေါ့နော်ဇီဝဟန်ကျင်မှုဆိုတော့ဘယ်လိုဘယ်လိုသဘောလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကနေ့စဉ်နဲ့အမျှအခြေအနေမျိုးမျိုးနဲ့ရင်ဆိုင်နေရတယ်ပေါ့နော်ဥပဒေပဲကြည့်ပေါ့နော်ဥပဒေဆိုရင်ကျွန်တော်တို့က temperature အရင်တက်သွားတာရှိမယ် temperature ကျသွားတာရှိမယ်နောက်တစ်ခုကျွန်တော်တို့အစာတောက်တယ်နေ့စဉ်နဲ့အမျှကျွန်တော်တို့ စားတောင်းနေတဲ့မှာတခြားတဲ့များတဲ့အစားအစာရှိမယ်အစီတဲ့များတဲ့အစားအစာရှိမယ်ကျွန်တော်တို့ခန္ဓာကိုယ်ဟာခြေနေမျိုးမျိုးရင်ဆိုင်နေရတယ်ပုံမှန် level မှာပေါ့ဟိုမှာအပူချိန်ဆိုလဲ36ကနေ39 degree celsius ကြားမှာရှိနေနိုင်အောင်ねဟိုမှာတခြားတဲ့ဆိုရင်လဲကျွန်တော်ပုံမှန် level မှာရှိနေနိုင်အောင်လို့သူကအမြဲထိညိပေးနေရတယ်အဲ့ဒီစနစ်ကိုကျွန်တော်တို့ဇီဝဟန်ချက်ညီမှုလို့ခေါ်တယ်အပူချိန်ထိညိစနစ်တစ်ခုပဲကျွန်တော်အရင်ပြောကြည့်မယ်ပေါ့နော်ဟိုမှာအပူချိန်ထိညိတယ်ပေါ့ ူချိန်ထင်းကြီးတယ်ဆိုရင်ကျွန်တော်တို့ဟိုခန္ဓာကိုယ်မှာအပူချိန်တက်လာတဲ့အခြေအနေမျိုးတွေရှိတယ်ဘယ်လိုမျိုးတွေလဲဆိုတော့ဥပမာကျွန်တော်ပတ်ဝန်းကျင်မှာအရန်ပူတယ်ပတ်ဝန်းကျင်ကအရန်ပူတာအပြင်ရပါတော့เนาะကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အပြင်ဘက်ကဖြစ်တဲ့ဟိုဖြစ်စင်နေပေါ့ပတ်ဝန်းကျင်အရန်ပူတယ်ဆိုရင်ကျွန်တော်တို့ကအဒီဒီခန္ဓာကိုယ်အပူချိန်တက်လာမယ်နောက်တစ်ခုကပတ်ဝန်းကျင်မှာပေါ့လေကျွန်တော်ခန္ဓာကိုယ်အတွင်းမှာပူတာ ဘယ်လိုမျိုးအခြေအနေမျိုးလဲဆိုတော့ကျွန်တော်တို့အစားအစားတော့စားပြီးတဲ့အချိန်ဥပမာဓမင်းဓမင်းနေပါကြီးဓမင်းစားပြီးတဲ့အချိန်နေဆိုရင်ကျွန်တော်ခန္ဓာကိုယ်အတွင်းအနေပုံမှာအပူချိန်ကြီးတက်တယ်အဲ့လိုမျိုးပဲဆိုတော့ဒီလိုမျိုးအပူချိန်ကြီးတက်လာတဲ့အချိန်မှာကျွန်တော်တို့ပုံမှန်ရှိတဲ့အပူ temperature 36ကနေ39ဒီဂရီရှိနေအောင်လုပ်တော့ကျွန်တော်တို့ခန္ဓာကိုယ်ကပူရထိမ့်ညှမှုတွေလုပ်တယ်ကျွန်တော်တို့ခန္ဓာကိုယ်ကပူလာပြီဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာခံစားနိုင်တဲ့ဒီဆဲတွေရှိတယ်ပေါ့နော်အပူအပူချိန်ကိုခံစားနိုင်တဲ့ဆဲတွေအနေပုံမှာ အဲ temperature တက်လာပြီဆိုပြီးတော့ကျွန်တော်တို့အုံနောက်ကိုလမ်းပြီးတော့အချက်ပေးတယ်ပေါ့နော်အုံနောက်ရေအုံနောက်မှာရှိရကျွန်တော်ဘယ်လိုနေရာလဲဆိုတော့ hypothalamus ဆိုခေါ်တာပေါ့နော်ဒီ hypothalamus မှာဆိုရင်သူကအပူချိန်ကိုထိန်းချစ်စနစ်တည်းသူကလှုပ်ဆောင်ပြီးပေါ့နော်ဆိုတော့ဟုတ်ပြီအပူချိန်တက်လာပြီအပူချိန်တက်လာပြီဆိုသူကအပူချိန်တက်လာဆိုတော့တတိယကိုသူကလက်ခံရရှိပြီးတော့သူကဘာလုပ်လဲဆိုတော့ဒီအပူချိန်ကိုရှော့ဖို့အတွက်လုပ်ငန်းစဉ်တွေလုပ်တယ်အပူချိန်ကိုရှော့ဖို့အတွက်လုပ်ငန်းစဉ်တွေကျွန်တော်ခန့်အောင်မှာဘာရှိလဲဆိုတော့ဟိုသွေးကြောတွေကိုချဲ့ပြီးလိုက်တယ်ကျွန်တော်ခန့်အောင်မှာရှိရဲ့ ူကျော်ရဲ့အားလုံးကိုချဲ့ထုတ်ပြလိုက်တာဆိုတော့သူကျော်ရဲ့ချဲ့ရတယ်အပူချိန်ရော့လာလို့မြင်မယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ဒီလက်တွေ့ဘဝဥပမာလေးတစ်ခုနဲ့ကျွန်တော်ရှင်းပြခြင်းနဲ့ပေါ့နော်လက်တွေ့ဘဝဥပမာဘယ်လိုလဲဆိုတော့ဥပမာကျွန်တော်ငယ်ငယ်တုန်းကဒီလက်ဖိဆိုင်အမီးပိုင်နဲ့သွားဖူးကြမယ်နေတွေ့တယ်ကျွန်တော်ကျွန်တော်ဆိုလည်းသွားဖူးရပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်တို့လက်ဖိတောက်တယ်လက်ဖိတောက်တယ်ဆိုလာချပြီးအချိန်မှာလက်ဖိအပူနေနေဒါမဲ့ကျွန်တော်တို့ကအရန်တောက်ခြင်းကလေးဆိုတော့တွေ့ရတယ်တောက်မယ်ပေါ့နော်ဒါမဲ့ အဲ့ဒီအချိန်မှာ join မိပါဘောနော်လက်ဖေးရပူတည်ရအတွက်သူကအမြင်မြန်တောက်လို့ရအောင်လို့ဆိုပြီးတော့ဒီလက်ဖေးကြီးခွက်ထဲကနေပြီးတော့မှဒီအောက်ထဲကပကံများတဲ့ကိုဒီလက်ဖေးအောက်ကခံတဲ့ပကံများတဲ့သူကနေလောင်းထည့်ပြီးလောင်းထည့်ပြီးတော့သူကဘာကွာပါလဲဆိုတော့ဒီလက်ဖေးခွက်ထဲမှာသာရှိနေမယ်ဆိုရင်လက်ဖေးရဲ့ခွက်အဝါကျင်းတယ်ဆိုတော့ဒီလက်ဖေးရဲ့မျက်နှာပြင်ကလေထုနဲ့ထိပ်ပြီးရဲ့မျက်နှာပြင်ကနေတယ်ဒါပေမဲ့ဒီခွက်ထဲကိုလောင်းထည့်ပြီးလိုက်တဲ့အချိန်မှာညတော့သူကလေထုနဲ့ထိတွေ့ရတဲ့ပတ်ဝန်းကျင်ဟိုမျက်နှာပြင်ဒီလက်ဖေးရဲ့မျက်နှာပြင်ဟာ ြေသွားတယ်ကြေသွားတဲ့အတွက်ကြောင့်သူကပို့ပြီးတော့အေးမြန်တယ်အဲ့လိုပဲကျွန်တော်တို့ရဲ့ဒီသွေးကြောတွေကြေသွားတဲ့သဘောကလည်းပတ်ဝန်းကျင်နဲ့ထိတွေ့တဲ့မျက်နှာပြင်ကိုပို့ပြီးတော့ချဲ့ပြီးလိုက်တယ်ဗောနော်ဒီသွေးတွေကနေပေါ်မှာဒီ skin ပေါ့နော်အေးပြားတွေတက်လာမှာအေးပြားတွေတက်လာပြီးတော့မှသူတို့ရဲ့အပူတွေထုတ်သွားမှာဗောနော်အဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် temperature ကိုအင်းညီပြီးတယ်ဒါတစ်ခုပေါ့နောက်တစ်ခုကတော့ကျွန်တော်အားလုံးသိကြတဲ့အတိုင်းအရန်ပူလာပြီးရင်ချွေးတွေထွက် sweat gland တွေပေါ့နော်ဒီချွေးတွက်စီတဲ့ gland ချွေး gland တွေကိုသူကလှုပ်စော်ပြလိုက်တယ်လှုပ်စော်ပြလိုက်တဲ့အချိန်မှာမင်းချွေးတွေထွက်တော့ဆိုရင်သူကချွေးတွေထွက်လာပြီးတော့ခန္ဓာကိုယ်ကအဲ့ဒီမှာအေးစေတယ်အဲ့လိုပုံစံမျိုးနဲ့ထိန်းနေတယ်ဒါအပူချိန်တက်တဲ့ဟာပေါ့နော်ဆိုတော့အပူချိန်အဲ့ဆိုရင်အပူချိန်နည်းဘာလို့လဲဆိုရင်အပူချိန်နည်းဆိုရင်ခန္ဓာကိုယ်ကဒီအပူချိန်နည်းနေပြီဆိုရင်ဒီခန္ဓာ hypothalamus ပဲပေါ့နော်ဒါဆိုရင်အပူချိန်ထုတ်တဲ့လုပ်ငန်းစဉ်တွေကသူကလုပ်ကျွန်တော်အပူချိန်ထုတ်တဲ့လုပ်ငန်းစဉ်တွေကခန္ဓာနဲ့ပြောင်းပြန်ပေါ့နော်ဒီ သူကြော်ရီကျဲတာကိုပြန်ကျင်းပေးလိုက်တာသူကြော်ရီကျင်းမယ်နောက်တစ်ခုခန္ဓာကိုတက်နိုင်ညာကွကွေးလေးနေမှာကွကွေးလေးနေတဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲဆိုတော့ဒီခန္ဓာကိုကကျုံသွားတယ်ကျုံသွားတဲ့အတွက်ကျွန်တော်ခန္ဓာကိုရဲ့လေထုနဲ့ထိတွေ့တဲ့မျက်နှာပြင် AD ကသေးသွားတယ်နောက်တစ်ခုကကျတော့ဒီကြွက်သားတွေတုံနေပေါ့နော်ဒီဇဲဇဲနဲ့တုံနေအေးလာပြီဆိုကြွက်သားတွေတုံနေတဲ့အတွက်ကြောင့်သူကဒီကြွက်သားတွေယာနေမှာမှာအပူတွေထွက်တယ်အပူတွေထွက်တဲ့အတွက်ကြောင့်ကျွန်တော်ခန္ဓာကိုကဆုံးညှိုးသွားတဲ့အပူတွေကိုပြန်ရတယ်ပေါ့နော် အဲ့လိုနေနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အဖူချိန်ကိုထိနေပါနောက်ဥပမာတစ်ခုပေးရမယ်ဆိုရင်တော့ဒီကိုရင်းတကြားတဲ့ပေါ့ကိုရင်းတကြားတဲ့ကြတော့သူကဘယ်လိုလုံးလုံးလဲဆိုတော့ကိုရင်းတကြားတဲ့များနေဆိုရင်သူကဒီတကြားတဲ့တွေကသူ့ကိုသွားပြီးတော့လှုပ်ဆော်ပြီးလဲဆိုမုန်းချိုမှရှိရဲ့ဒီ receptor တွေပေါ့နော် receptor ဆိုတာဒီသိရှိနိုင်စွမ်းရှိတဲ့ cell တွေပေါ့နော်ဒီတွေကတကြားတဲ့များတာကိုသိရှိခံစားနိုင်စွမ်းရှိတဲ့ receptor တွေကနေပြီးတော့မှသူကသူတွေ့ရင်းတကြားတဲ့တွေများနေပြီဆိုတော့အကြောင်းကိုသူက မုတ်ချိုကြီးကိုလှမ်းပြောတယ်သူတကြတဲ့များလိုက်အချိန်မှာမုတ်ချိုကြီးကိုလှမ်းပြောတယ်မုတ်ချိုကြီးကနေပေါ်မှာအော်အေးသူတကြတဲ့များနေပြီဆိုရင်တော့ငါအင်ဆူလင်ထုတ်ပေးရမယ်အင်ဆူလင်ထုတ်ပေးလိုက်ဆူလင်းထုတ်ပြီးတော့အင်ဆူလင်ကနေပေါ်မှာထွက်လာတယ်အင်ဆူလင်ဆိုတာတော့ဒါကျွန်တော်တို့များလည်းသိကြမှာပေါ့ဘာလို့ဆိုတော့ဒီ CO2 တို့ဓမာတွေဆိုအမြဲတမ်းတုံးနေရတဲ့ဆေးတမျိုးပေါ့နော်ဆိုတော့အင်ဆူလင်ကနေပေါ်မှာဒီမုတ်ချိုကြီးကနေထွက်လာထွက်လာပြီးတော့သူကဒီကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ဆဲတွေကိုတွားပြီးပြောတယ်ဟေးအောင်မင်းတို့ ဒီသူ့ရဲ့မှာတရားတက်ညားနေပြီမင်းတို့ဒီတရားတက်ဂလူးကို့စ်ကိုပေးဝင်လိုက်တော့ဆိုပြီးတော့သွားနေမှာဒီဆဲတွေကိုသွားပြီးတော့ပြောရချင်မှာပါဒီကျွန်တော်သူ့ရဲ့တရားတက်တွေကဆဲတွေပြောင်းဝင်လာပြီးတော့သူ့ရဲ့မှာတရားတက်နေသွားတယ်သူ့ရဲ့မှာတရားတက်နေသွားတဲ့ချိန်တော့သူကဘယ်လိုဖြစ်လဲဆိုတော့မုံထုံမှာရှိတဲ့ဒီခုနကသိရှိနိုင်တဲ့ဟာတွေကိုဟဲ့အောင်သူ့သူ့ရဲ့မှာတရားတက်တွေတော့နေနေပြီဆိုရင်သူက မုတ်ချိုတွေကနေပေါ်မှာဘာတွေထုတ်ပေးလဲဆိုတော့ insulin စာတခြားတဲ့အများကြီးရဲ့ glucagon လို့ခေါ်တာပေါ့နော်ဒီ glucagon ထုတ်ပေးလိုက်အဲ glucagon ကမှကျွန်တော်တို့ရဲ့အသေးဥသွားတယ်အသေးဥသွားပြီးတော့မှအေးမေဂလူကာဂွန်ရောက်လာတဲ့အတွက်ကြောင့်ဒီအသေးကမလိုအောင်လဲဆိုတော့အေးဂလူကာဂွန်ရောက်လာရင်တော့ငါဒါလိုအောင်ပဲပေါ့နော်ဂလူကို့စ်အသစ်ကိုဖန်တီးရမယ်သူကျွန်တော်တို့ပညာရေးစကားနဲ့ဘယ်လိုခေါ်လဲဆိုတော့ဂလူကိုနီယိုဂျနက်စစ်လို့ခေါ်ရပါတော့ဂလူကို့စ်အသစ်ထုတ်တာပေါ့ အဲဂလူကိုအစ်တီထုတ်တော့မင်းသွေးထဲမှာဇာတ်တည်နေနေပြီဆိုပြီးတော့ဂလူကိုအစ်တီထုတ်ခိုင်းထုတ်ခိုင်းပြီးတော့မှဒီသွေးထဲရာဇာတ်တည်ပြန်များအောင်လုပ်ပြပေါ့နော်ဆိုတော့အဲ့လိုနေနဲ့ကျွန်တော်တို့ထိန်းကြောင်းတယ်ဆိုတော့အဲ့လိုနေနဲ့ထိန်းကြောင်းတော့ကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့ negative feedback mechanism လို့ခေါ်တယ် negative feedback mechanism ဆိုတဲ့ဘောကသူကများလာရင်ပြန်ပြီးရှော့အောင်လုပ်တယ်ရှော့လာရင်ပြန်များအောင်လုပ်တယ်အဲအဲ့လိုစနစ်နဲ့ထိန်းကြောင်းတဲ့စနစ်တစ်ခုပေါ့နော်ဆိုတော့ဒါဒါစနစ်တစ်ခု နောက်စနစ်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ positive feedback mechanism positive feedback mechanism ကျွန်တော်ခုနလိုပဲအကြောင်းအရာ2မျိုးနဲ့ဆွေးနွေးပြီးပြီပေါ့နော်ဟိုကလေးမွေးတာပေါ့ကလေးမွေးတယ်ဆိုရင်သူက negative feedback mechanism နဲ့မွေးလို့ရလားဆိုတော့အဆင်မပြေဘူးအဆင်ပြေဆိုတော့ဥပမာဒါတော့ negative ကလေးမွေးပြီသူကကလေးကနေပေါ်မှာဟိုဒီစပြီးတော့ဟိုဆင်းလာပြီပေါ့နော်မွေးလမ်းကြောင်းဆင်းလာပြီဒီတိမ်ကောင်းကိုစားထိပ်ပြီပေါ့ကလေးရဲ့ကောင်းမှာမြို့သမီးရဲ့တိမ်ကောင်းမှာဆိုရင်ဒီဟိုခံစားနိုင်တဲ့ ဒီတိုးတာကိုခံစားနိုင်စွမ်းရှိတယ်ဟို receptor တွေရှိရပါတော့ဟိုခုနကပြောလို့ပဲဒီလက်ခံတဲ့ ion cat snit ရှိတယ်ပေါ့အဲ့ ion cat sticker မှာသူကနေပေါ်မှာအုံနောက်ကိုလှမ်းပို့တယ်အုံနောက်လမ်းပေါ်တိုးပြီဆိုရင် negative feedback mechanism နဲ့ဆိုရင်သူကပုံမှန်နေထောက်ပြန်ရအောင်လုပ်ပါဘာမှမတိုးနဲ့ပြန်ဝင်နေဒီကောင်ကိုပြန်ပြီးတော့အဲတိုးလာပြီးကျေလာပြီးဆိုရင်ပြန်ကြုတ်ကျေလာပြီးပြန်ကြုတ်ဆိုကလေးကခေါင်းကတိုးလိုက်ပြန်ဝင်လိုက်ကလေးကခေါင်းကတိုးလိုက်ပြန်ဝင်လိုက်ဖြစ်နေမယ်ပေါ့ဒါမဲ့ positive feedback mechanism ကဘယ်လိုသဘောလဲဆိုတော့ အေးဒီကလေးရတို့တို့နေပြီတို့နေပြီဆိုတော့သူကအုံနောက်ကိုလမ်းပြီးတော့ပြောလိုက်ပြောလိုက်တဲ့အချိန်မှာတော့အုံနောက်ဘာပြန်ပို့ပြီးလဲဆိုတော့အေးအဲဆိုတော့မင်းဒီတိမ်ကောင်းဖြော့ဖြော့ကွာဖြော့ဖြော့ပြီးကျန်တာညက်အဲတိမ်ကောင်းဖြော့တိမ်သက်သားတွေညက်ဆိုပြီးတော့ဒီအုံနောက်ကနေပြီးတော့ဒီအောက်ဆီတိုဆင်ဆိုတဲ့ဟော်မုန်းတစ်မျိုးထွက်လာတယ်ပေါ့နော်ဟော်မုန်းတစ်မျိုးထွက်လာပြီးတော့သူကကလေးရတိုးလေသူကကျဲလေဟိုဘွားညက်လေကလေးရတိုးလေကျဲလေညက်လေ ਨੇ ဒါဖြစ်စဉ်ကိုပို့ပြီးတော့အောက်ကောင်းလို့ထပ်လုပ်ပြီးတဲ့သဘောပေါ့เนาะဒါကိုကျွန်တော်တို့က positive feedback mechanism လို့ခေါ်တယ်။နောက်ဥပမာတစ်ခုနည်းနည်းကြတော့ဒီ claim view ပါပဲ။ claim view ဆိုရင် မိခင်က notion တိုက်ကြည့်ရအောင်ပဲ။ notion တိုက်ကြည့်ရအောင်မယ်ဆိုရင်သူက positive feedback mechanism နဲ့ပဲသွားတယ်။သူကဘယ်လိုလဲဆိုတော့ဥပမာ claim claim ရတယ်ပေါ့မှာဒီ no ဆိုပြီးပေါ့เนาะ no ဆိုပြီးဆိုရင်သူကအမျိုးသမီးရဲ့ဒီတားမြက်ကတည်တယ်ပေါ့เนาะတားမြက်ကတည်ပြီးတော့မှဒီအုံနောက်ကို အော်ဒီနူအာရဆိုနေပြီဆိုပြီးလမ်းပို့တယ်လမ်းပို့နေချိန်မှာအဲ့မှာအုံတော့ကနေပြီးမှသူကဟိုဟော်မုန်းပေါ့သက်ဆိုင်တဲ့ဟော်မုန်းမျိုးထုတ်ပြီးတယ်ပေါ့နော်အဲ့ဒီဟော်မုန်းတွေကနေပြီးမှသွားပြီးမှနူဆိုနေဆိုနူထွက်အောင်လို့နူပို့ထွက်အောင်ကလီယာနူဆိုလေအဲ့ဒီဟော်မုန်းတွေကပို့ထွက်လေနူရပို့ထွက်လေအဲ့လိုစနစ်မျိုးနဲ့သွားတယ်ပေါ့နော်အဲ့ချိန်မှာလာ negative fever ဆိုရင်ကလီယာနူတောင်းတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီဒီကလည်း positive fever mechanism ပဲပေါ့သူကဖြစ်နေတဲ့ process ကိုပို့ပြီးတော့ ဖြစ်နေတဲ့ဖြစ်စဉ်တကူပို့ပြီးတော့အားကောင်းလို့လုပ်ပေးတဲ့ဖြစ်စဉ်ကိုကျွန်တော် positive feedback mechanism လို့ခေါ်တယ်ပေါ့နော် dynamic condition လို့ပေါ့နော်ဖြစ်မှုပြမှုတွေချက်ချင်းစုလို့ဖြစ်နေတဲ့အခြေအနေမျိုးတွေမှာကျွန်တော်တို့ခံလာဖို့ကလိုက်ပြီးတော့ဒီဖြစ်နေတာကိုပြန်ပြီးတော့တုတ်ပြန်နေရတာပေါ့နော်အဲ့လိုတုတ်ပြန်မှုအတွက်ကြတော့ဒီလိုချိန်ညှိမှုစနစ်တစ်ခုကောင်းကောင်းရှိနေမှာရမယ်ပေါ့ဒီလိုစနစ်မျိုးကကျွန်တော်တို့ဒီတဘာဝအနေပေါ်မှာကျွန်တော်တို့ဖန်တီးပေးလိုက်တာလူသားတွေဆိုတာဒါလွန်ခဲ့တဲ့နှစ်ပေါင်းတန်းနဲ့ချီရမှာစပြီးတော့ evolve ဖြစ်လာတော့ပေါ်ထွန်းလာတာပေါ့အဲ့ဒီအနေမှာကျွန်တော်တို့စနစ်တွေဟာဒီလိုမျိုးအရင်ကောင်းမွန်နေတဲ့စနစ်တွေကိုတဘာဝနဲ့ဖန်တီးပေးတာဆိုတော့အခုကျွန်တော်တို့စေစုနှစ်တာကာလအတွင်းမှာအရင်ထွန်းလာတဲ့ AI ဆိုတော့ AI ကကျွန်တော်တို့ရဲ့စနစ်ကိုတွူနိုင်မလားပေါ့တွူနိုင်မလားဆိုတော့ let logic နေတီတော့ဒီကျွန်တော်တို့ဒီဇီဝအကျဉ်းညီမှုဆိုတဲ့စနစ် homeostasis ကိုတွူပနိုင်စွမ်းမရှိသေးဘူးပေါ့နော်သူဘာတွေလုံးနိုင်လဲဆိုတော့ သူကျွန်တော်တို့ရဲ့အစိတ်ပိုင်းတွေပေါ့ဒီစနစ်တစ်ခုလုံးတော့မလုပ်နိုင်ပဲအစိတ်ပိုင်းတွေပေါ့ဥပမာဟိုအာယုန်ခံတဲ့စနစ်ကြီးပေါ့ကျွန်တော်တို့သူတွေမှာဒီကမ်ပီကယ်ဘယ်ဓာတ်တွေများလာရင်အာယုန်ခံတဲ့ sensor တွေရှိသလိုသူတို့ဒီ AI နဲ့လောက်ထားတဲ့ sensor တွေလည်းရှိတယ်ပေါ့နော် AI အသုံးပြုတဲ့ sensor တွေဒါအောင် AI အသုံးပြုတဲ့ camera တွေအများကြီးထွက်နေပေါ့အဲ့ဒါကြီးတော့ရှိလာတယ်ပေါ့ဒါကတော့ဒီ homeostasis တစ်ခုလုံးတော့မဟုတ်ဘူးဒီ homeostasis ရဲ့အစိတ်ပိုင်းတွေပဲရှိပြီ အစတော့တော့ဒီ AI ဆိုတာကလည်း deep learning ဟို machine learning ကနေစတာပေါ့နော် machine learning ဆိုတာတော့မင်းဒါလာမယ်ဆိုရင်မင်းဒါလုပ်ပေးဒီအထုတ်လာမယ်ဆိုရင်မင်းဒီအားလုပ်ပေးအဲအဲ့လိုမျိုးပုံစံမျိုးပဲ machine set ကိုတင်ပေးလို့ရတာပေါ့ဟို deep learning ဆိုတာကအဲ့လိုမဟုတ်သူကကြတော့ data တွေပေးလိုက်တယ်ဥပမာဒီဒီသူ့ရဲ့သဘောကကျွန်တော်တို့အုံနောက်ရဲ့အလုပ်လုပ်သလိုပဲပေါ့အုံနောက်ဆိုရင်ကျွန်တော်တို့ neuron လေးတွေရှိတယ် neuron ကနေပြီးတော့မှတစ်ခုနဲ့တစ်ခုချိတ်ဆက်တာပေါ့ neuron တစ်ခုမှဆိုရင်သူကတခြား neuron နဲ့ချိတ်ဆက်တာတဲ့အဆက်ပေါင်းက တထောင်ကျော်လောက်ရှိတယ်ဆိုတော့ကျွန်တော်တို့အုံနောက်ထဲမှာဆိုရင်မြူတုံးကဘီလီယံနဲ့ရှိရှိတယ်ဒါပေမဲ့အဲ့လိုမျိုးချိတ်ဆက်ထားတဲ့အဆက်ပေါင်းက trillion နဲ့ရှိရှိတယ်ဆိုတော့ကျွန်တော်တို့အုံနောက်ကအဲ့လိုချိတ်ဆက်ပြီးအလုံးလုံးနိုင်စွမ်းရှိတယ်ဒီ AI ကလည်းအခု deep learning ဆိုတဲ့ model ကလည်းဒီလိုမျိုးလောလောဆယ်သင်ကြားထားတာပေါ့နော်အဲ့ဒါကြောင့်လဲသူကအမှားနည်းနည်းနဲ့ဒီ reset တွေကိုထုတ်ပေးနိုင်တဲ့နေသားမျိုးဖြစ်နေရပေါ့ဆိုတော့အတားကဲမှာက self learning ပေါ့သူပန့်သူ ပြန်ပြီးလေ့လာသင်ယူနိုင်တဲ့ AI တွေပေါ်လာမယ်ဆိုရင်ဒီ AI ရဲ့နောက်တစ်ဆင့်အဆင့်မြင့်မာတဲ့ artificial general intelligence ပေါ့နော် AGI ကိုရောက်လာမယ် AGI ရောက်လာမယ်ဆိုရင်ကျွန်တော်တို့လူသားတွေပေါ့ဟိုကောင်းကောင်းတွပလိုက်လာမယ်ဆိုတော့အဲ့ဒီဒါမျိုးရှိရပေါ့နော်ဒါကလည်းရောက်ဖို့အတွက်အရန်အဝေးမဟုတ်ဘူးငါနောက်9နှစ်10နှစ်မှာရောက်မယ်လို့တော့ပညာရှင်တွေကသုံးသက်တယ်ပေါ့နော်နောက်9နှစ်10နှစ်လောက်ဆိုရင်တော့ဒီ AGI ကကောင်းကောင်းအလုပ်လုပ်လာမယ်ဆိုတော့အနေအထားမျိုးဆိုရင်တော့ ကျွန်တော်တို့စိတ်ဝင်စားစရာတော့စောင့်ကြည့်အောင်ဟုတ်ကဲ့ကျွန်တော်တို့တဘာဝပေးတဲ့စနစ်တွေကိုသူတို့တွပနိုင်လားမလားဘလို့စီဂျင်းနေတာဒီတော့သူတို့ပြက်တယ်ဆိုရင်လူတွေပဲပြောင်းဝင်ပြင်နေရတဲ့အနေထားမျိုးဆိုတော့ဒါမဖြစ်နိုင်ဘူးပေါ့ဒါမဲ့လေလာခဲ့မှာတော့ကျွန်တော်တို့ဒီ AI ရဲ့ဖြစ်တည်မှုနဲ့ AI ရဲ့တိုးတက်မှုတွေပေါ့စိတ်ဝင်စားစောင့်ကြည့်ရမယ့်အနေထားမျိုးရှိတာပေါ့နော်ဆိုတော့ဒီနေ့ကတော့ပုံမျိုးစိစစ်ကိုတည်ထားပြီးတော့မှကျွန်တော်ဒီလိုမျိုးစနစ်တွေကိုဒီ AI ကနေပေါ်မှာရရှိလာနိုင်မလားဆိုတော့ အားလုံးကျွန်တော်ဆက်ဆက်ပြီးတော့ဆွေးနွေးပြီးရတဲ့ပုံဖြစ်တယ်ပေါ့နော်ဗီဒီယိုကိုအစောကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်